လက်တဲလေးပြလိုက်လက်တဲဘယ်လိုပြရမလဲဖြစ်လက်တဲတချောင်းနဲ့ဒါပေမဲ့တချောင်းနဲ့ပြလို့မရတော့လေအဲ့လိုငါးချောင်းပြတာ ီပန်ထရာနေဒါကတော့ပထမဆုံးမိတ်ဆက်လိုက်တာပေါ့နော်ဒီလမောင်းပန်နှစ်ပြည့်လုံးနှစ်နှစ်ပြည့်အမှတ်ရအနေနဲ့မိတ်ဆက်လိုက်တာပေါ့နော်အရန်အရန်သဘောကျနေတယ်ဒီဇိုင်းလေးတော့လာတယ်ဒီဟာလေးဆိုရင်တစ်ခါမှဝါဆိုမမြင်ဘူးပေါ့လိုက်တယ်ဝါဆိုနဲ့လည်းလေလိုက်တယ်လိုက်တယ်ဆူဆောင်ပြီးသားလည်းဖြစ်တဲ့အပြင်ထုတ်လည်းဝတ်လို့ရတယ်ဆိုတော့တို့အတွက်အကျိုးကနှစ်ခါဖြစ်တာပေါ့ခောက်ရွှေနဲ့လှုပ်ထားပြီးတော့မှာကောကျင်နေဆိုလို့ရှင်တော့ဒီပန်ထရာကိုသတိရပါလို့ပြောချင်ပါတယ်

အာဒါလေးကတော့အခုနှစ်နှစ်ပြည့်ပြီပေါ့နော်အမတို့နှစ်နှစ်ပြည့်အမှတ်တရအနေနဲ့ရိုက်ကူးဖြစ်တာပေါ့နော်အဒီအဓိကတော့ရွှေလမောင်းပတ်လေးတွေပေါ့နော် အမဒီတပန်ထရာဆိုတဲ့နာမည်နဲ့လိုက်အောင်လို့အမတို့ပန်ထရာဘရင်မရဲ့ပေါ့နော်အရင်ခေတ်ကဝတ်ခဲ့တဲ့ဒီရွှေလမောင်းရဲ့ချက်ဝတ်ဒီဇိုင်းကို inspire ယူပြီးတော့မှအခုခေတ်မှာပေါ့နော်ပို့ပြီးတော့မှ creation ဖြစ်တဲ့ဒီဇိုင်းလေးတွေမှဖန်တီးတာပေါ့နော်အဲအဲ့ဒါလေးကိုမိတ်ဆက်တဲ့အနေနဲ့ဒီနေ့ရိုက်ကူးလုပ်ဖြစ်တာဖြစ်တယ်တယောက်ချင်းစီရဲ့အလှလေးတွေနဲ့ဘယ်လိုဒီဇိုင်းလေးဆိုလိုက်မလဲအာတေချာလေးကိုအမတို့အသေးစိတ် ကြည့်ပြီးတော့မှပေါ့เนาะ creation လေးလုပ်ပေးထားဖြစ်ပါတယ် Hello ဒီနေ့ဟာတို့ကဲဒီ pantra ဆိုလို့ရှိရင်တော့အာဒီ account တွေကိုဒီလို design ဆန်းဆန်းနေနဲ့ရတာဆိုတော့လုံးဝအမိုက်စားပဲဖြစ်နေတာပေါ့နော်လက်သေးလေးပြရလက်သေးဘယ်လိုပြရမလဲအော်လက်သေးရှိလက်သေးနဲ့လားရှိလက်သေးနဲ့ရှိတာရှိလက်သေးလေးနဲ့ရှိလက်သေးတချောင်းနဲ့ဒါပေမဲ့တချောင်းနဲ့ကပြလို့မရတော့လေအဲ့လိုငါးချောင်းပြတာ ကြောင်းရဲ့လက်ကလေးလက်ကလေးနောက်လိုက်တာမရှိလက်သေးလေးနဲ့ဒါလေးတော့အလိုသဘောရမ်းကြတယ်။ဆောဖီငါတို့လက်မောင်းပတ်လေးအားလုံးဒီမှာ The Pantra နေတာကတော့ပထမဆုံးမိတ်ဆက်လိုက်တာပေါ့နော်ဒီလက်မောင်းပတ်လေးအကုန်လုံးနှစ်နှစ်ပြည့်အမှတ်ရအနေနဲ့မိတ်ဆက်လိုက်တာပေါ့နော်အရန်အရန်သဘောကျတယ်။ဒီနေ့ဆင်ပေးထား အားလုံးဟိုအဝဲအစားနဲ့လိုက်ဖက်ပြီးတော့လိုက်တဲ့ဟာလေးရှင်းပြီးထားတော့အရန်လှနေလို့ထင်တယ်။အဲထွက်လာရင်ကိုကိုဟာသူ့ဟာကြိုက်သူ့ဟာကိုဟာကြိုက်တယ်အဲ့လိုဖြစ်နေကြတယ်အားလုံးဖြစ်နေတယ်။အဲ့လိုတော့ဖြစ်နေတယ်။ဒါလေးကတော့တော်တော်လေးနော်။ဟုတ်တယ် question မဲ့လို့ပါလား question မဲ့ပေးတာ။မေးခွန်းနဲ့မေးနေတယ်မေးခွန်းနဲ့မေးနေတယ်။ဆက်ကြုံမြင်ဟိုအစားမေးခွန်းမေးနေရဆိုတာတန်းပြီးတော့သဘောပေါက်တယ်။ငါကငါကဘယ်နဲ့ဆက်ပြောလဲဟိုတအတန်ထွက်တယ်။အတန်ထွက်နေတယ်ဟိုအစားငါကသူလမ်းလျှောက်တိုင်းလှုပ်တိုင်းစကားတွေပြောတိုင်းအတန်တွေထွက်နေရတယ်။ဟို ဘယ်လိုလဲခေါင်းလောင်းလေးကိုဟုတ်တယ်ခြေလေးကိုဖြစ်လာဒီဇိုင်းလေးတော့လာတယ်ဒီရလေးဆိုရင်တစ်ခါမှဝါဆိုမမြင်ဘူးပေါ့လိုက်တယ်ဝါဆိုနဲ့လည်းလိုက်တယ်လိုက်တယ် ငယ်လေးကနေအမမိဘတွေကတော့ဒါရွှေဆိုင်လောက်တာပေါ့နော်အသိန်းသန်းဝင်းနာမည်နဲ့စကိုင်းနဲ့မန်းလေးမှာအဆိုင်ရှိရပေါ့နော်အမကြီးလာတော့အမငကိုရဲကနေပြီးတော့လိုဒီဇိုင်းလေးကို creation လုပ်ရတာဝါသနာပါတယ်ပေါ့နော်အဲ့တော့ကိုကကိုဒီဒီဘထွားဆွဲနာမည်လေးနဲ့ဆိုင်လေးဖွင့်ပြတဲ့အပြီးလို့ရှိရင်ဒါလူငယ်ကြိုက်ပေါ့နော်နေတိုင်းလည်းဝတ်လို့ရမယ်ဒီလိုမျိုးပွဲတော်ပွဲလာလည်းဝတ်လို့ရမယ်အဲ့ဒါအောင်မှခင်မီရဲ့ဒီဇိုင်းလေးတွေပေါ့နော်အမအဲ့လိုမျိုးလေး creation လုပ်တဲ့အနေနဲ့ဒီဆိုင်လေးကိုဖွင့်ပြတာဖြစ်ပါတယ်ဟုတ်တယ်အဲ့လိုမျိုးလေးနော် ခုနောက်ပိုင်းဆိုရွှေရအရန်ကို fancy တန်လာတယ်အရန်မိုက်လာတယ်ပေါ့နော်ပြီးတော့ဒီ dependra ဒီရွှေရဘာလို့အခောက်ရွှေနဲ့အဲခတ်ထားတဲ့ဒီဇိုင်းလေးကြီးလည်းဖြစ်တဲ့အတွက်ဒီလိုမျိုးရွှေစုတဲ့လူတွေအတွက်ဆိုလို့ရှိရင်အရင်အဆင်ပြေရပေါ့နော်အဲတချို့ကြီးကြတော့အခောက်မဟုတ်ဘဲနဲ့15ဘေးကြီး13ဘေးကြီးလည်းခတ်တဲ့ဟာကြီးကြတော့စုရတာ အဲရောရလက်ခရီးနဲ့ဘာလို့စုံတော့ဗောနော်အခုခောက်ရှည်ဦးမှာဒီဇိုင်းစန်းစန်းလေးအဲဝစ်ချင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီဗီဒီယိုဒီဗန်ထရာလက်ဝေယတနာလေးကိုအပေးဖို့ပို့ပြီးတိုက်သွင်းချင်ပါတယ်ကိုကတော့အဲ ကိုမျိုးဆက်အတွက်ပေါ့နော် အမြဲတမ်းစုဆောင်ရတဲ့လူဆိုတော့အဲ့တော့အာစုလဲစုဆောင်နေတယ်ပေမဲ့အရင်တော့ဆိုလို့ရှိရင်တော့အတုံးတွေဝယ်တာပေါ့နော်အခေါက်အတုံးတွေစုတာပေါ့လေဒါပေမဲ့အဲ့ဒါလေးကြတော့လေအိမ်ထဲမှာပဲတင်ထားရတာပေါ့အဲဒါလေးတွေကြတော့တခါတဲ့အာ16ပဲလေးဖြစ်တယ်ကိုအတွက်စုဆောင်မိသားလေးဖြစ်တဲ့အပြင်ထုတ်လဲဝတ်လို့ရတယ်ဆိုတော့လေတို့အတွက်အကျိုးကနှစ်ခါဖြစ်တာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့လေကဒီပန်ထရာနဲ့ကတော့အခုမှလည်းမဟုတ်ဘူးအမြဲတမ်းလေးနေရက်ကတောင်ရှော့အလုပ်လုပ်လာတယ်ပြီးတော့ဒီကလက်ဝတ်ရည်နာလေးဆိုတော့လေကိုကိုလည်းစိတ်တိုင်းကြ ပြီးတော့အာအမြဲတမ်းကြုံရပြီးဖြစ်တယ်ဆိုအဲ့ဒါလေးတွေသဘောကျတာပေါ့နော်ဟုတ်ကိုကလည်းပတ်စံလေးစူးခြင်းနဲ့နောက်ဒီဇိုင်းဆက်ဆက်လေးတွေလည်းရွှေဝစ်ခြင်းနဲ့ဆိုရင်အခုနောက်ပိုင်းဒီဇိုင်းဆက်ဆက်လေးတွေဒီလိုဖန်တီးနိုင်တဲ့ဟိုဒီပန်ဒရာလိုဆိုင်မျိုးအနေပြီးတော့အားပေးပြီးတော့ဟာဝယ်လဲစူးတင်တယ်ကိုလည်းဝတ်တင်တယ်လို့ထင်တယ်โอเคရပြီရပြီโอเคအဲ့လိုလေးဖြစ်မယ်နော်3 2 1 ဒီ pantry ရဲ့ပေါ့နော်ဒီရွှေတဲ့ design လေးကိုဝတ်ဆင်ရတာ哦လေကိုယ့်ကိုအာဘယ်လိုပြောမလဲ conference လေးရှိရဲဟိုသဘောလေးကြရဲပေါ့နော်ပြီးတော့ design တွေကစမ်းသစ်တယ်ပေါ့အဲ့တော့ gorgeous နေဆိုလို့ရှိရင်ဒီအခောက်ရွှေနဲ့လုပ်ထားပြီးတော့မှ gorgeous နေဆိုလို့ရှိရင်တော့ဒီ pantry ကိုသတိရပါလို့ပြောချင်ပါတယ်အခုကြည့်နေတဲ့ပုံသက်တွေမြင်တဲ့အတိုင်းပဲ design လေးတွေကအရင်စမ်းပါတယ်အခုရွှေစုရဲ့လူတွေလည်းဒါမျိုးလေး design စမ်းအောင်ကိုယ်လည်းဝေးရ စုလဲစုပါဆိုတော့တော်တော်လေးအဆင်ပြေပါတယ်အဲ့ဒါကြောင့်ဒီ benchmark ကိုအားပေးမှုလဲပါဆိုတော့ဖိခေါ်ချင်ပါတယ်ရှင်ခါဒီလမောက်ပတ်နဲ့ပကြိုးရိုက်တာဒါပထမဆုံးချိန်လို့ပြောရမှာပေါ့နော်အဲတဘောလဲကြပါတယ်အဲ့တော့ဒီဒီကြညာလေးကိုရိုက်ခုခွင့်ရတဲ့အတွက်လဲဝမ်းသာကုန်ပါတယ်အဲချိန်ပေးတဲ့ပိုင်ရှင်မမကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နဆူကိုချစ်တဲ့စိတ်ကလေးနဲ့ရွေးချယ်ပြီးတော့ရိုက်ကူးရဲလို့သိရတယ်ဆိုတော့လည်းပို့ပြီးတော့ဝမ်းသာမိပါတယ် အမားတို့မန်လေးဆိုင်ကတော့64လမ်း38လမ်းတောင်မှာဖွင့်ထားတယ်။အဲရန်ကုန်ဆိုင်ကတော့အမားတို့မြမပလာဇာပထမတက်မှာဖွင့်လှစ်ထားပါတယ်ရှင်။ခောက်ရွှေဒီဇိုင်းစမ်းတွေလိုချင်တယ်။တပန်ထရာကိုလာခဲ့ပါလို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ တဏီကုံဗျာစူးစားစူးစားပြီးတော့ရိုက်ကူးထားတဲ့ကြောင်ညာလေးပြီးတော့အမှတ်တရလေးပေါ့နော်အဲအမှတ်တရလေးလည်းအများကြီးရှိရဲအဲ့တော့ထွက်လာတဲ့ခါကျလို့ရှိရင်လည်းအားပေးကြပါဦးလို့ပြီးတော့ရွှေတဲ့လေးလည်းအများကြီးအားပေးကြပါလို့ Levandra Design ဦးဆိုင်ဝင်ဆိုင်တစ်ခုပေါ့နော်ထပ်မံပြီးတော့ဆိုင်ကိုအများကြီးဖွင့်နိုင်ပါစေဒီထက်လာပါတဲ့ scale stand တဲ့ design တွေအများကြီးလည်းထုတ်နိုင်ပါစေလို့စတောင်းပေးပါတယ် Redo Daily Wear ကနေပြီးတော့ဒီလိုမျိုးပါတီလေးတွေအထိဝတ်လို့ရတဲ့ design အစုံအကုန်ရှိရဲပြီးတော့အခောက်ရွှေ 16ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အဲတံပိုးတွေလည်းပို့ပို့ပြီးတော့တက်လာတယ်လောက်ရရနာဒီဇိုင်းတွေကလည်းအရန်ဆန်းတဲ့အတွက်ကြောင့်မလို့နွေကအရန်လေးစိတ်တိုင်းကြပြီးတော့အဲစိုင်နေဆိုလည်းရောင်မောင်းမန်လေးမှာရှိရဲ့အဲ့အတွက်ကြောင့်မလို့ The Pantra မှာရွှေဝဲဖို့အတွက်နွေက recommend လုပ်ပါတယ်ကြာ